ကရင်မျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဗိတ်တဝဲခရိုင်ကစဲတိုမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုကြောက်အိုင်ကျေးရွာတွေကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၂ယောက်သေဆုံးခဲ့ရလို့ KNU ဗဟိုကဒီကနေ့ဂျွန်လ၈ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီကကြောက်အိုင်ကျေးရွာတဲကိုဂျွန်လ9ရက်နေ့က Jet Fighter တစ်စီးနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီတိုက်ခိုက်မှုကြောင့်10နှစ်အရွယ်ကလေးတစ်ယောက်နဲ့55နှစ်အရွယ်အမျိုးသားတစ်ယောက်တေဆုံးခဲ့ပြီးဒေသခံ6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကပြောဆိုထားပါတယ်ရှင်။ဒေသစံတော်ချိန်ဂျွန်လ9ရက်နေ့မွန်လွယ်ပိုင်းကအမေရိကန်ပြည်အောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ရုံရှိမှာ ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲမှာတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းတွေကကလေးငယ်တွေထိခိုက်ဒေဆုံးတာတွေကိုတရုတ်ဖော်တင်ဆက်မှုပြုလုပ်ခဲ့ပါတယ်။ မြန်မာနယ်ပါကလေးငယ်တွေပါဝင်တရုတ်ဆောင်ခဲ့ကြပြီးစစ်ကောင်စီကကလေးငယ်တွေအပါအဝင် ပြည်သူတွေကိုလေကြောင်းကနေရွေကျက်ရှိရှိပြစ်ခတ်တပ်ဖြတ်နေတာတွေကိုမျက်ကွယ်ပြုထားတဲ့တရုတ်အစိုးရအကြောင်းကိုနိုင်ငံတကာအသိစေဖို့ရည်ရွယ်တယ်လို့တရုတ်ဖော်တင်ဆက်တာကိုဦးဆောင်တဲ့တက်ကြွလှရှားသူကိုရင်ထွေးကပြောပါရယ်2021စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီကနယ်မြေထိန်းချုပ်ရေးအကြောင်းပြချက်နဲ့စာတင်ကြောင်းတွေ၊ဆေးရုံတွေ၊ဘာသာရေးအဆောက်အအုံတွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကိုလေကြောင်းကနေပိတ်မှတ်ထားတိုက်ခိုက်ခဲ့တာပါမြမအရေးမှာပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်အစိုးရရဲ့လုံရက်တွေကိုရက်တန်းကနေရက်ဖို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်မှုတွေကိုနောက်ွယ်ကနေထောက်ပံ့နေတာတွေကိုရက်တန်းဖို့စတဲ့အချက်တွေကိုဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်ရှင် Stars and Model Agency တီထောင်သူတူဦးဖြစ်တဲ့ဂျွန်လွင်ကို အစိုးရချမ်းချမ်းရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူရလို့ဆိုကစစ်တပ်ကဂျွန်လ9ရက်နေ့မှာဖမ်းဆီးစစ်ဆင်နေပါတယ်။သူကတော့ပြည်ပနိုင်ငံတွေကိုတွားရောက်ခဲ့တဲ့ခရီးစဉ်တွေမှာလည်း NUG ရဲ့ထောက်ပို့ဖြစ်သူချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူပြီးပြည်ရင်းမှာပြန်လည်ရောင်းချမှုတွေပြုလုပ်တယ်ဆိုတော့ဆွတ်ဆွဲချက်နဲ့ဖမ်းဆီးထားတယ်လို့သိရပါဗျ။ဒီဆွတ်ဆွဲချက်ဟာမမှန်ကန်ပဲပစ္စည်းဝယ်ယူရောင်းချတာမျိုးမရှိခဲ့ဘူးလို့ဂျွန်လင်နဲ့နှိဆက်သူတွေကပြောပါဗျ။ ဖန်စီခံရတဲ့ဂျုံလင်ဟာပြီးခဲ့တဲ့ရက်ပိုင်းနေမှာတော့ခိုင်နင်းဝေရဲ့ငွေကြေးအရှုပ်အရှင်ကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ဝေဖန်ပြောဆိုလာသူလည်းဖြစ်ပါတယ်။ဂျုံလင်ထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲတပ်ဖွဲ့ထံကိုမေးမြန်းရမှာတော့မှန်ကန်ကြောင်းအတည်ပြုထားပါတယ်။စစ်ကောင်စီကပုံမှန်905ကကြီနဲ့အမှုဖွင့်ထားတဲ့အစိုးရချမ်းချမ်းနဲ့ချိတ်ဆက်ပြီးအွန်လိုင်းရောင်းချမှုတွေလောက်ကင်ပေးနေသူတွေကိုဖမ်းဆီးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါရဲ့ရှင်။ စကိုင်းတိုင်းကမ်းဘလူမျိုးနဲ့အနောက်တောင်ချန်ကရင်ငတ်ကုန်းရွာစာတင်ကျောင်းကိုဂျွန်လ9ရက်နေ့နေ့လယ်7:00နာရီကျော်အချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကနေသိရပါဗျ။တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့အတွက်လူနေအိမ်တလုံးပျက်စီးပြီးစာတင်ကျောင်းလည်းအနှဲငယ်ပျက်စီးသွားတယ်လို့ဒေသခံတယောက်ကပြောပါဗျ။ရင်ငံကုန်းရွာမှာတော်လန်ရေးအဖွဲ့ဝင်တွေဝင်ရောက်လှုပ်ရှားတာမရှိဘဲစစ်ကောင်စီတပ်ကအကြောင်းမဲ့ပြစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ် အင်ဂျီ400နီးပါးရှိတဲ့ရင်ငတ်ကုန်းရွာဟာကမ်းမလူမျိုးနယ်ကစစ်တပ်အထိုင်ချထားတဲ့ဇီးကုန်းတကြားစက်ရဲ့မြောက်ဘက်မှာတည်ရှိတဲ့ကျေးရွာပါလက်ရှိမှာတော့ရင်ငတ်ကုန်းကျေးရွာအနီးစစ်တပ်အထိုင်စခန်းတွေဖြစ်တဲ့ဇီးကုန်းတကြားစက်ဇာတီပြူရွာနဲ့ရာမနေအစရှိတဲ့ကျေးရွာတွေကပြူစောထီးရီအနေငယ်လှုပ်ရှားမှုတွေရှိနေတယ်လို့ဒေသခံတွေကလည်းသိရပါဗျာရှင် ောမြစ်ကိုကယ်တင်ကြပါစို့ဆိုတဲ့ကမ်ပိန်းလှုပ်ရှားမှုတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်တာတွန်းကျေးရွာမှာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ဂျွန်လ9ရက်နေ့ကနေစတင်ပြီးတော့ပြုလုပ်ခဲ့ကြပါတယ်ထိုင်းမြန်မာနယ်စပ်မိုင်းဆန်မြို့နယ်ကဝါတပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့မိုင်းရန်ဒေတာကတရုတ်ကုမ္ပဏီတွေကနေရှားတပ်ထုနဲ့ရွှေတူးဖော်မှုတွေကြောင့် ကောက်မြစ်နန်းခုံမြစ်အတွင်းမှာမြေရည်အစိတ်သိမှုပြဿနာကိုဖြေရှင်းပေးဖို့အတွက်တာတွန်းကျေးရွာကထိုင်းဒေသခံတွေကဂျွန်လ9ရက်နေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။တဘာဝပဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတွေကတော့ကောက်မြစ်မှာအာဆနစ်ပါဝင်မှုပမာဏတွေမြင့်မားနေပြီးဘေးကင်းလုံခြုံရေးစံနှုန်းတွေထက်ကိုကျော်လွန်နေပြီလို့ပြောကြပါဗျ။ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်ခရိုင်ကနေစီးဆင်းလာတဲ့ကောက်မြစ်ကတော့ထိုင်းဘက်ကမှအရှေ့285ကီလိုမီတာရှိပြီးချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ် ချင်းရိုင်ခရိုင်ချင်းရိုင်နဲ့ကျင်းဆဲမြို့နယ်တွေအတွင်းမှာဖြတ်တန်းစီစဉ်ပြီးမဲခေါင်မြေအတွင်းကိုစီစဉ်သွားတာဖြစ်ပါရဲ့ရှင်။ကရင်နီနဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှေတန်းစစ်မျက်နှာပြင်နေမှာစစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ KNDF ဖြူဟာအမှတ်9 SSNDF KNDF B103 ကရဲဘော်အယောက်100ကျော်ခေါ်ယူနေတယ်လို့တရင်ပြန်ကြားရေးတာဝန်ရှိသူကပြောပါရတယ်။ တော်လိုင်းရိုးကိုစိတ်ပါဝင်စားတဲ့ယောက်ျားလေးအယောက်တရာနဲ့ဤပညာပိုင်း၊ရုံးပိုင်းနဲ့ဆေးပိုင်းစိတ်ဝင်စားတဲ့မိန်းကလေး၁၀ယောက်ကိုခေါ်ယူဖို့ရှိနေတယ်လို့သိရပါဗျ။ SNDF KNDF အနေနဲ့ရှမ်းတောင်နဲ့ကရင်နီတဝမ်းကစစ်ကောင်စီတပ်တွေကိုထိတိယောက်ယောက်ဖြိုချနိုင်မှုပြင်ဆင်မှုတွေနဲ့အတူလူဝင်အားစုဆောင်းနေတာဖြစ်ပြီးတော့အခြေခံစစ်တင်တန်းပေးမယ်လို့တရင်တောင်ဝင်ရှိသူကပြောပါရတယ်။ တပ်ဖွဲ့ဝင်အဖြစ်နဲ့ဝင်ရောက်သူတွေဟာအသက်16နှစ်ပြည့်ပြီးကျန်းမာရေးကောင်းမွန်ကအထက်ကပြည်ရဲ့တာဝန်နေနဲ့အမိန့်ကိုတိတိကျကျလိုက်နာပြီးတော်လှန်ရေးပြီးဆုံးတဲ့အထိတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုထားပါဗျ။ SSNDF KNDF တရင်းနေအနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမိုးပြဲဖဲခုံပင်လောင်းတိုက်ပွဲတွေနဲ့ KNB ကရှေ့တန်းစစ်မျက်နှာပြင်နေမှာစစ်ကောင်စီတပ်ကိုပါဝင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ တနင်္သာရီတိုင်းဘိမျိုးဘိတောင်ကျေးရွာကအဆောင်ကောင်းကုမ္ပဏီအနီးပတ်ဝန်းကျင်မှာဂျွန်လ9ရက်နေ့နေ့လယ်ပိုင်းလောက်ကရင်းငုပ်ပြီးရှက်ကုန်းရှာဖွေသူ6ယောက်ရင်းနစ်ခဲ့က4ယောက်သေဆုံးပြီး1ယောက်ပျောက်ဆုံးနေတယ်လို့ဒေသခံတွေကပြောပါရယ်။ဂျွန်လ9ရက်နေ့မှာအဆောင်ကောင်းကုမ္ပဏီအနီးတဝိုက်မှာမတ်ဆာဆာချိုတော်မူခန့်နဲ့မတ်ဆောင်းတုံဒရီဆန်တို့မိသားစုဝင်3ယောက်နဲ့ဆယ်နှစ်အရွယ်ကလေးတယောက်တို့ကိုရှာဖွေတွေ့ရှိခဲ့ပြီးဘိမျိုးဆေးရုံအယောက်မှာသေဆုံးခဲ့တယ်လို့သိရပါရယ်။ နောက်ထပ်10နှစ်အရွယ်ကလေးရဲ့ရုပ်အလောင်းကိုတော့ဒီနေ့ဂျွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။နှစ်ယောက်ကအသက်ရှင်တယ်လို့လည်းသိရပါတယ်။ဘာကြောင့်ရင်းနှစ်တယ်ဆိုတာကိုတော့မသိရပဲတေဆုံးသူ၄ယောက်ကိုဘိမ့်မျိုးကဂရင်တရာရင်ခွဲယုံကိုပို့ဆောင်ခဲ့ပြီးအသက်ရှင်ကြတဲ့သူ၂ယောက်ကတော့ဘိမ့်မျိုးဆေးယုံမှာကုသမှုခံယူနေတယ်လို့ပရိဒအသိဝင်တယောက်ကပြောပါတယ်။ အခုနှစ်မေလအတွင်းမှာလည်းဘိတ်မြို့မှာရင်းနှစ်မြုပ်သေးဆုံးသူ၃ယောက်ထိရှိခဲ့ပြီးကလင်းငယ်တစ်ယောက်နဲ့အမျိုးသား၂ယောက်တို့ရင်းနှစ်သေးဆုံးခဲ့တယ်လို့ဘိတ်မြို့လူမှုကူညီရေးအသိနည်းစီကနေသိရပါပါတယ်ရှင်။တရုတ်ဆိုရကစစ်ကောင်စီဘက်ကနေပေါ်ပေါ်ထင်ထင်ရက်တည်ပြီးမြမအရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရက်တန့်ဖို့မြမအရေးတက်ကြွလှုပ်ရှားသူတွေကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ယုံရှိမှဒေသစံတော်ချိန်ဂျွန်လ6ရက်နေ့ညနေပိုင်းမှာဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို NYCBC ကဥဆောင်ခဲ့ပြီးနယူးယောက်မြို့မှာရောက်ရှိနေတဲ့မြန်မာနယ်ပွားတွေကတရုတ်အစိုးရအနေနဲ့စစ်ကောင်စီပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲတွေကိုမထောက်ခံဖို့စစ်ကောင်စီကိုဆက်လက်နဲ့တိထောက်ပံ့နေတာတွေကိုရပ်တန့်ဖို့ကြွေးကြော်တဲ့အနေနဲ့အတူတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ American ပြည်တော်စုပြည်နယ်အသီးသီးကိုရောက်ရှိနေကြတဲ့မြန်မာတွေဟာတရုတ်အစိုးရရဲ့လုပ်ရက်ကိုစန့်ကျင်ကြောင်းဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုထောက်ထားကြဖို့အတွက်တိုက်တွန်းထားကြပါတယ်ရှင်။ စစ်ကောင်စီကငတိုင်းချောင်းကွာကာလမ်းမော်မှာရှိတဲ့အမှတ်344အမြောက်တရင်ကိုကူတိုက်ဖို့အတွက်ဂျွန်လာ6ရက်နေ့မှာပြည်သူစစ်အဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နေဆက်သူတွေဆီကနေသိရပါဗျ။အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေအမှတ်344အမြောက်တရင်ကိုလက်နက်တွေအရင်ပုတ်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေတဆင့်ပေးခိုင်းတယ်လို့ထွေအုပ်နဲ့နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါဗျ။ငတိုင်းချောင်းပြည်သူစစ်နဲ့ပကဖအဖွဲ့တွေကို ။ဦးဆောင်သူကတော့ပုံမူရဲသူရာထုံဖြစ်ပြီးမေလ9ရက်နေ့ကနေစတင်ကစစ်ပညာသင်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025ကိုဖွင့်လှစ်ခဲ့ပြီးလနဲ့တက်ဆင်ဖို့အထီးဥဆောင်ခဲ့တယ်လို့စည်ရေးတရင်းမိတရားပြောပါရယ်လက်တလုံးမှာဗိုလ်မှူးရဲသူရာထွန်းကငတိုင်းချောင်းနဲ့ရေကြီးမြို့မှာရှိတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုဂျွန်လ12ရက်နေ့ကနေစတင်ပြီးစစ်ပညာသင်တန်းအပတ်စဉ်နှစ်ကိုသင်တန်းပေးသွားမယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတွေစီကနေသိရပါရယ်ရှင် မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့ပေါင်းမြို့နယ်မှာစစ်တပ်ကအလုံးရင်းနဲ့စစ်ကြောင်းထိုးနေလို့တောင်းနေချီရဲ့ဒေသခံတွေထွက်ပြေးနေရတယ်လို့စစ်ကြောင်းဟာစစ်ရှောင်စခန်းကိုဝင်ရောက်စီးနင်းပြီးတန်ငါနဲ့ပြည်သူတို့ချို့ကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဂျွန်လာတရက်နေ့ကလေးကပခုတ်ကူတပ်မတရားတက်ကနေထွက်လာတဲ့စစ်ကြောင်းဟာကားအစီးရေတရာကျော်နဲ့စစ်သားပြူစောတီအင်အား400 900ဝန်းကျင်ပါတယ်လို့အညာမြေတပ်ပေါင်းစုရဲ့မြေပြင်တာဝန်ခံကိုဘဦးကပြောပါဗျ။စစ်ကြောင်းကြောင့်ပခုတ်ကူမြို့နယ်နဲ့ပေါင်းမြို့နယ်ကြားကကံမမြို့အပြင်ရေမ မြက်ညောင်ပင်လညောင်ချစ်ပင်ပြေးအိုင်ရွှေလျံကျေးရွာအနီးဝန်းကျင်ကကျေးရွာတွေကပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဂျွန်လ9ရက်နေ့မှာတော့ရေမြက်ကျေးရွာကစစ်ဘေးရှောင်နေယာယီနေထိုင်နေကြတဲ့ဖုံးအင်းချောင်းကိုဝင်ရောက်စီးနှင်တာခံရပြီးတန်ဃာတော်တွေနဲ့ပြည်သူတချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြည်သူပိုင်ပစ္စည်းတွေကိုလည်းလူယူသွားတယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကဂျွန်လ9ရက်နေ့ညနေပိုင်းအထိပြန်မလွတ်လာသေးပါဘူးရှင်။ ပြည်ရင်းစားသုံးမှုအများဆုံးဖြစ်တဲ့ရွှေဘူပေါ်ဆန်းအပါဝင်ဆက်အမျိုးအစားတွေရဲ့ဂျွန်လာအတွဲရောင်းချမဲ့ရည်ညွှန်းစည်းတွေကိုစစ်ကောင်စီရဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ခံစားသုံးသူရေးရာဦးစီးဌာနကသတ်မှတ်ထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်အရရွှေဘူပေါ်ဆန်းအုပ်စုဝင်ပထမတန်းစားအဟောင်း24ပြည်တအိတ်ဈေးနှုန်းကိုမေလမှာ35000ကျပ်သတ်မှတ်ခဲ့ရာနေ့အခုဂျွန်လာမှာတော့ကျပ်35000ကိုတိုးမြှင့်သတ်မှတ်ထားပါတယ်။ ဒါအပြင်ရွှေဘိုပေါ်ဆန်းပထမရန်အသစ်ကို3300ကျပ်ဒုတိယရန်အဟောင်းကို3500ကျပ်ဒုတိယရန်အသစ်ကို3350ကျပ်နဲ့ပြီးခဲ့တဲ့မေလသမတ်ဈေးနဲ့ရှင်ရင်တော့ကျပ်9000ခန့်စီတိုးမြင့်သတ်မှတ်ထားပါဗျ။ကျန်တဲ့ဆန်အမျိုးအစားတွေကိုတော့ပြီးခဲ့တဲ့မေလနှုံထားတဲ့အတိုင်းအပြောင်းလဲမရှိပြန်လည်သတ်မှတ်ထားတာကိုတွေ့ရပါဗျ။စားသုံးသူတွေဆန်စိမ့်နှုံကြီးမြင့်တာကိုကာကွယ်ဖို့ ဆန်ဈေးကွက်ဈေးနှုန်းတွေကိုထိန်းကြီးဖို့အတွက်ရည်ရွယ်ပြီးအခုလိုလားစင်ဈေးနှုန်းသတ်မှတ်ထုတ်ပြန်ပေးနေတယ်လို့ဆိုပေမဲ့ပြင်ပဈေးကွက်မှာတော့သတ်မှတ်ဈေးထက်ပိုတဲ့ဈေးနှုန်းတွေနဲ့ရောင်းချနေတာဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့9လအတွင်း ARR တိုင်းရဲ့ဝင်ရောက်လာတဲ့ရိုဟင်ဂျာအယောက်200ကျော်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့ပြီးတချို့ကို ထောင်ထဲနေချမှတ်ထားတယ်လို့ရိုဟင်ဂျာတွေကိုကူညီပေးနေသူတွေကလည်းသိရပါဗျာ။ ဒီနှစ်ဇန်နဝါရီလ၁ရက်နေ့ကနေမေလ31ရက်နေ့အထိ9လအတွင်းအေယာရီတိုင်းနေရမြို့နယ်တွေမှာရိုဟင်ဂျာ200ကျော်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေကအယောက်90ကျော်ကိုလာဝကဥပဒေနဲ့ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့သိရပါဗျ။အဖမ်းခံရတဲ့ရိုဟင်ဂျာတွေဟာရခိုင်ပြည်နယ်ကနေအေရာရီတိုင်းကိုအလာမဖမ်းဆီးခံရတာများပြီးရခိုင်ရစီရေးအခြေအနေတွေကြောင့်ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့စူးစမ်းလာတာလို့ကုညီပင်းနေသူတယောက်ကပြောပါရတယ်။ ရိုဟင်ဂျာအယောက်200ကျော်ကိုဟင်ဒရဝါခေမရေကြီးဟိုင်းဂျီဂျွန်ဇလွန်ကြံကင်းနဲ့လက်ပုတ်တာမြို့နယ်တွေကအများဆုံးဖမ်းဆီးခဲ့တာဖြစ်ပြီးအသက်16နှစ်အောက်ကလေးငယ်အယောက်40ကျော်အမျိုးသားအယောက်100ကျော်နဲ့အမျိုးသမီး60ကျော်ရှိရလို့သိရပါတယ်။အဲ့ဒီအပြင်ရိုဟင်ဂျာတွေကိုအခကျင်းွေယူပြီးရန်ကုန်ဘက်ကိုတဲယူပို့ဆောင်ပေးခဲ့တဲ့အရက်သား16ယောက်ကိုလည်းစစ်ကောင်စီကဖမ်းဆီးမိရလို့သိရပါတယ်ရှင်။ တောင်ကိုရီးယားနိုင်ငံအင်ချုံဘူဖြောင်းမြို့မှာတော့ပွင့်လန်းပါစေမြမပြေလို့အမည်ပေးထားတဲ့မြမအရေးဓာတ်ပုံပြပွဲကိုဂျွန်လ9ရက်နေ့မွန်တဲ12နိုင်ကနေညနေ6နိုင်အထိကျင်းပခဲ့ကြပါဗျ။ကိုရီးယားနိုင်ငံမှာ1989ခုနှစ်ဇွန်လ10ရက်နေ့ကျောင်းသားအရေးခင်ဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီအရေးခင်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ်ကိုရီးယားအဖွဲ့အစည်းတွေနဲ့မြန်မာအဖွဲ့အစည်းတွေပူးပေါင်းကျင်းပခဲ့တာပါ လက်ရှိမြန်မာဒီမိုကရေစီအရေးဓာတ်ပုံပြပွဲကို myanmar.vom နှွေဦးစင်တာမှဦးစီးပြီး MFDMC One Day Challenge တို့နဲ့အတူမြန်မာပြည်တွင်းကဖြစ်ပွားနေတဲ့ဓာတ်ပုံတွေကိုဘူဖြောင်းဘူတာရှိမှပြည်သူရင်ပြေအဝိုင်းမှာခင်းကျင်းပြသခဲ့ကြတာဖြစ်ပါတယ်။ဂျွန်လ၈ရက်နေ့မှာလည်းဓာတ်ပုံပြပွဲဆက်လက်ခင်းကျင်းပြသသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဂျွန်လ9ရက်နေ့က Sky Villa အဆောက်အဦကိုဖယ်ရှားရှင်းလင်းရေးလုပ်ရမှာအမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုထပ်မံရှာဖွေ တွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တဖွဲ့ကထုတ်ပြန်ထားပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြီးကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမိသက်တဖွဲ့ကဆက်ရဲနားတွေနဲ့အတူရုပ်အလောင်းကြံရှိနေတဲ့ မန္တလေးမြို့စကိုင်းဗီလာအဆောက်ဦး A နဲ့ B ကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးလှုံ့ဆော်နေတော့ B အဆောင်ဂျင်ခန်းထဲကနေအမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးထုတ်ယူခဲ့တာဖြစ်ပါတယ်။ DVV data တင်းဟာကောက်ယူစုဆောင်ထားတဲ့စီးရင်တွေအရငလျင်လှုပ်ခတ်ခဲ့ပြီးမေလ26ရက်နေ့အထိစုစုပေါင်းတည်ဆုံသူဟာ4462ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူကတော့11366ယောက် ရှိပါတယ်ရှင်။ စကိုင်းတိုင်းထီးကျိုင်းမြို့နယ်ပေါကုံးရွာကိုစစ်ကောင်စီတပ်ကဂျွန်လ9ရက်နေ့ည9နာရီကျော်အချိန်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်ပွဲချင်းပြီးတေဆုံးကနှစ်ယောက်ထိခိုက်ဒဏ်ရာရရလို့ဒေသခံတွေစီကနေသိရပါဗျ။မိတီလာရှန်တဲလေတပ်စခန်းကနေတက်လာတဲ့စစ်ကောင်စီတပ်ရဲ့ Jet Fighter လေယာဉ်နဲ့ဘုံးနှလုံးကျကျခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ကအကြောင်းမဲ့ဘုံလာကျဲထားတဲ့အတွက်ဒေသခံတယောက်တိဆုံးကနှစ်ယောက်ဒဏ်ရာရရှိပြီးနွားတကောင်လည်းတိဆုံးခဲ့တယ်လို့ဒေသခံရွာသားတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲကြခဲ့တဲ့အတွက် ပေါက်ကုန်းရွာကဒေသခံတွေဟာကျဲရွာအတွင်းကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါရယ်ထီကြိုင်နယ်တစ်ခုလုံးကိုစစ်ကောင်စီတပ်ကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုလည်းဖြတ်တောက်ထားတာ၃နှစ်နီးပါးအထိရှိနေပြီဖြစ်ပါတယ်။ ဂျွန်လ9ရက်နေ့ညပိုင်း9နာရီအချိန်မှာလေဒေတာအခေါ်ကျူတာအနီးတဝိုက်ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပြီးအင်တာနက်နဲ့ဆက်သွယ်ရေးဖုန်းလိုင်းတွေကိုလည်းဖျက်တောက်ခံထားရတဲ့အတွက်အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်။ဒေတာစံတော်ချိန်ဂျွန်လ9ရက်နေ့မွန်လွယ်ပိုင်းက American ပြည်အောင်စုမြို့တော် Washington DC တရုတ်တန်ယုံကိုမြန်မာနယ်ပွားတွေကဆန္ဒပြခဲ့ကြပါတယ်။ မြမအရေးမှာပေါ်ပေါ်ထင်ထင်ငွေရောက်ဆုတ်ဖက်နေတဲ့တရုတ်အစိုးရရဲ့လုပ်ရက်တကိုရတန်းကနေရတန်းဖို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်မှုတွေရဲ့နောက်ွယ်ကနေထောက်ပံ့ပေးနေတာတွေကိုရတန်းဖို့အတွက်ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတာပါဂျွန်လဆန်ကနေစတင်ပြီးအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့မြမအနယ်ဘွားတွေဟာရောက်ရှိရာပြည်နယ်အသီးသီးကနေတရုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြတာတွေဇက်တိုက်ပြုလုပ်နေပါတယ်ကမ္ဘာလုံးဆိုင်ရာစန့်ကျင်လှုပ်ရှားမှုကိုဖော်ဆောင်နေတာဖြစ်ပြီးတော့ နိုင်ငံတကာကိုရောက်ရှိနေတဲ့မြန်မာတွေဟာရောက်ရှိရာနိုင်ငံတွေကနေတရုတ်တန်ယုံနေတဲ့သက်ဆိုင်ရာနေရာတွေကိုစန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဂျွန်လ9ရက်နေ့ည10:00နာရီခွဲလောက်မှာ89မမလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA တပ်ဖွဲ့တာဝန်ရှိသူစီကနေသိရပါဗျာ။ စစ်ကောင်စီလက်အောက်ခံမြို့နယ်တရားရုံးမှာတက်ဆွဲပြီးလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကို96မမလောင်ချာနဲ့ပြစ်ခတ်မှုမှာပြစ်မှတ်တဲ့ကိုကြားရောက်ပောက်ကွက်ခဲ့လို့ဆိုပါတယ်။နောက်ဆက်တဲ့ထိခိုက်သေးဆုံးနိုင်တဲ့ပျက်စီးမှုတွေကိုတော့စုံစမ်းနေတယ်လို့ရန်ကုန်အာမေမြို့ပြပျောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောပါရယ်။တိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြစ်ခတ်ခံရပြီးတဲ့နောက်တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တရားရုံးအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရှာဖွေမှုတွေလုပ်ခဲ့လို့သိရပါပါတယ်ရှင်။